င်္ဂလာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဗရမားမြေပဟေလီတီအန်လလီဘလူအဖြစ်ညိမလဲအခြေအနေတွေကိုတီအန်လလီအနေနဲ့လူလူကိုရှင်းလင်းပြကြပေးစေလို့ကြောင်းပြည်သူတွေပြောဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းမကုန်းမြို့ကိုတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တီအန်လန်လေးကဆုတ်ခွာပြီးစစ်တပ်ဝင်လာချိန်မှာတော်လန်ရဲတပ်ဖွဲ့တွေကိုမတိုက်ခိုက်ဖို့ခေါ်ပြောတယ်လို့တော်လန်ရဲတပ်တွေစီကသိရပါတယ်။ ။တင်ရန်လန်လေးကမိုးကုံမြို့ကနေဆုတ်ခွာမယ်လို့အော်တိုဘာလ29ရက်နေ့မှာသတင်းထုတ်ပြန်ပြီးတဲ့နောက်မန္တလေးတန်းအတွင်းက PDF တန်ရင်းတွေကမိုးကုံမြို့ကိုကောက်ွယ်မယ်လို့တညီတညွတ်တီးထုတ်ပြန်ခဲ့ကြပါတယ်။မန္တလေးတိုင်းက PDF တွင်ပကားဖားတွေအပြင်စကိုင်းတိုင်းက PDF တန်ရင်းတွေကမိုးကုံမြို့ကိုကောက်ွယ်ဖို့မျိုးဝင်းကျင်ကိုရောက်ရှိနေကြတာပါ။ စစ်တပ်နဲ့အတူဝင်လာရင်တနံမဖောက်ဖို့မတိုက်ခိုက်ဖို့တော်လိုင်းရဲတပ်တွေကိုတည်ရလန့်လေးကနိုဝင်ဘာလ16ရက်နေ့မှာခေါ်ပြောခဲ့တာလို့မော်ကောမျိုးအနီမှာရှိနေတဲ့တော်လိုင်းရဲတပ်ရဲတာဝန်ရှိသူတအူးကပြောဆိုပါတယ်အဓိကကတော့တည်ရလန့်လေးကရှိတဲ့များတပ်တွေခေါ်ပြီးချွေးတဲ့ပြီးတော့မှနှိမ့်သိနေတာပါပဲလို့အထက်ပါတာဝန်ရှိသူတအူးကပြောပါတယ်။နောက်ထပ်စကိုင်းတိုင်းဘက်ကတော်လရဲ့တပ်ဖွဲ့ဝင်တအူးကလည်းမိုးကုတ်မြို့တဲကနေစုပ်ပြီးထားရတယ်လို့ဆိုပါတယ်။ ဒီသတင်းတွေကြောင့်မိုးကုံးမြို့ဒေသခံပြည်သူတွေစိတ်ပေးဆောင်နေကြရပြီးမြို့ခံပြည်သူတဝက်ကျော်ဟာဘေးလွယာမှာတင်းဆောင်နေကြရတယ်လို့သိရပါတယ်။အော်တိုဘားလ29ရက်နေ့နဲ့28ရက်နေ့ကတရုတ်နိုင်ငံကိုမင်းမြို့မှာစစ်ကောင်စီနဲ့ဆွေးနွေးပြီးတဲ့နောက်တပ်မတ်ကာလာအတွင်းမိုးကုံနဲ့မုံမိတ်နယ်ကနေတောင်အသက်တွေပြန်လည်ဆုတ်ခွာမယ်လို့ TNL ကအော်တိုဘားလ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ တောင်းဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ပုံကျခြင်းထိုးစစ်ဆင်တိုက်ခတ်ခြင်းမပြုလုပ်ဘဲနှစ်ဖက်ရောက်ရှိသည့်နေရာမှာတပ်တွေရပ်တန့်ပြီးအပြစ်ခတ်ရေးဆက်ရင်တဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာလို့ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာမန္တလေး PDM မိုးကော့ပြူဟာထွန်ပြူဟာတို့အပေါင်းတော်လရင်တပ်တွေကမိုးကော့မြို့နဲ့မန္တလေးတိုင်းကမြို့တွေကိုကောက်ွယ်မယ်လို့ကြေညာခဲ့ကြပါတယ် ဒေသခံတွေကလည်းမိုးကုံမြူအရှိမတရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီထံတရားလမ်းလေးကပြန်အမေဆိုတာကိုကန့်ကွက်တဲ့အနေနဲ့ရောစစ်တပ်ပြောင်းဝင်လာမှာကိုစန့်ကျင်တဲ့အနေနဲ့နိုဝင်ဘာလ6ရက်နေ့ည7:00နာရီတိတိမှာတမ်မုံဒီပီဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။အခုရပိုင်းအတွင်းမှာတော့တီအန်လန်လေးရဲ့ဖီးအားကြောင့်တော်လရင်အင်အားစုတွေကြာမှလည်းတဘောသားမငြင်းညွတ်မှုတွေရှိနေပြီးပြန်တိုက်မယ်ဆိုတဲ့အဖွဲ့နဲ့မတိုက်ဖဲဆောင်သွားမယ်ဆိုတဲ့အဖွဲ့တဘောသားကွဲလဲနေတယ်လို့စုံစမ်းသိရှိရပါတယ်။ တရားလန်လေးကလည်းတရုတ်ပြည်အားတော့တော်တော်ကြည်နေတာမှန်ပေမယ့်အခုလောက်ထိတော့မကြောက်သင့်ဘူးလို့တော်လန်ရဲ့ရပ်ပေါ်တအူးကပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့နဲ့ဒီဇင်ဘာလ3ရက်နေ့မှာစစ်တပ်နဲ့တရားလန်လေးတပ်တွေမိုးကုံမြို့ကိုပူရဲဝင်ရောက်လာမယ်လို့သိထားကြောင်းမြို့ကန်သတင်းရှင်းပြတွေကပြောပါတယ်။မိုးကုံနဲ့မုံမိတ်မျိုးတဲကိုစစ်တပ်စစ်ကြောင်းတွေအနေနဲ့တရားလန်လေးနဲ့အတူဝင်ရောက်လာမယ်ဆိုပြီးထွက်ပေါ်နေတဲ့သတင်းတွေအပြင်ဒေသတွေမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး TNL အနေနဲ့လူမှုကိုအချိန်မီရှင်းလင်းချက်ပေးစေလိုကြောင်းဒေသခံပြည်သူတွေကတောင်းဆိုနေကြပါတယ်တရားလည်းကအတော်ဘာလ29ရက်နေ့ကထုတ်ပြန်တဲ့သတင်းနဲ့နိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်တဲ့တအောင်းဒေတာကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတိုက်ပွဲသတင်းထုတ်ပြန်ခြင်းမရှိတော့ပါဘူးမော်ကုတ်မှာလက်ရှိဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လည်းလူမှုကိုအတည်ပြုခြင်းမရှိတော့ပါဘူးတရားလည်းပြန်ကြောင်းရေးတာဝန်ခံလူရည်ဦးကိုဆက်တွေ့မေးမြန်းဖို့စူးစမ်းပေးမယ်လေဆက်တွေ့လို့မရပါဘူး တီအန်လန်လီတပ်တွေစုဖွဲ့ခြင်းမှာတရုတ်ပြည်အားပေးမှုကြောင့်တီအန်လန်လီကမလွဲမဆောင်သာစစ်ကောင်စီကိုလုံခြုံရေးယူပေးပြီးမိုကိုနဲ့မိုမီကိုဝင်လာမဲ့တရင်တွေထပ်ပေါ်ပြီးဒီအခြေအနေနဲ့ပတ်သက်ပြီးဆမ်းမြအရေးလေးလာသူကအခုလိုပြောပါတယ်စောင့်ကြည့်ဖို့တော့လိုပါသေးတယ်တကယ်လို့များတရင်ထွက်နေတယ်လို့စကားစားနဲ့တီအန်လန်လီပူရဲပြီးမိုကုံနဲ့မိုမိန်နယ်တွေဝင်လာရင်တော့ KIA နဲ့ PDF တွေကပြန်လည်တိုက်ခိုက်လာနိုင်ပြီးတိုက်ပွဲကပြန်ပြီးကျေပြန့်လာနိုင်ပါတယ်လို့ဆမ်းမြအရေးလေးလာသူကပြောပါတယ် တအောင်တရင်ရင်းမြစ်တအူကလည်းတီယန်လန်လီဟာနိုဝင်မာလကုန်နောက်ဆုံးထောင်ဆုတ်ခွာရမှာဖြစ်ပြီးတအချိုမျိုးရင်းကနေမျိုးပြင်ကိုဆုတ်ခွာတာရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့အပြစ်ရစဲရေးသဘောတူညီချက်များစစ်ကောင်စီတပ်တွေကိုတီယန်လန်လီကလုံခြုံရေးယူပေးရမယ်ဆိုတဲ့အချက်ပါတာမတွေ့ရဘူးလို့လည်းတအောင်တရင်ရင်းမြစ်ကပြောပါတယ်။အဒီအကျဆွေးနွေးထားတာမျိုးလည်းမတွေ့ရဘူးပြလို့တောင်းတရင်ချင်းမြစ်ကနိုဝင်ဘာလဆန်းမိုက်မှာပြောထားပါတယ်။ ကချင်စီရဲ့တရင်ချင်းမြစ်တအူးကတော့တီယန်လန်လီတက်တွေဟာနိုဝင်ဘာလ25ရက်နေ့နောက်ဆုံးထားပြီးမိုးမိတ်ကနေထွက်မယ်လို့ကြားရကြောင်းသူရဲ့လူမှုကွန်ရက်မှာတုံးသက်ရေးသားထားပါတယ်ဒါအပြင်မုံမိဟာစက်ကောင်စီရဲ့မြောက်ပိုင်းတန်းစစ်ဌာနချုပ်မပါခအေရီးယားနယ်မြေဖြစ်ပေမယ့်မြောက်ဖက်ရွှေလင်းမြစ်တပတ်ကံမပိန်းနဲ့ဆက်ဆက်နယ်မြေမန်စီတကြောမှာ KIA ထိုင်ထားလို့အဲဒီလန်ကဝင်လာဖို့မဖြစ်နိုင်ကြောင်းသုံးသပ်ထားပါတယ်။မုံမိဟာ KIA တပ်မဟာလီရင်း34လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး မုံမိတ်အစီမံပတ်နေအနောက်ဘက်မော်ဒီမကြီးတပင်ကျော်မှာ KPDN နဲ့အတူအထိုင်ချထားတယ်လို့ဆိုပါတယ်။ဒါအပြင် body မှာ NUG, SSPB, ABSDM, KPDS, KIA နဲ့ TLL တက်တွေရှိရလို့အတည်ပြုထားပါတယ်။ ဆက်ပြီးတော့မိုးမိတ်ကိုစစ်ကောင်စီတပ်ဝင်လာနိုင်တဲ့အခြေအနေကိုလည်းကချင်စီရဲ့တရင်ချင်းမြေကအခုလိုခမန်းထားပါတယ်။နောက်ဖက်တတကဆက်တုံးတွင်းငယ်ကနေလာနိုင်ပါတယ်။တွင်းငယ်မှာ NUG, APSDM, PDF, PNL စုဖွဲ့မှုအကောင့်တလုံးမကြီးပြင်တကြောမှလည်းဆိုတဲ့အတိုင်း KIA, KPDF တို့အတင်းရှိနေပါတယ်။အရှိတ်ဘက်ကဆိုရင်ကြောင်မဲမိုင်းကော ကြောင်မဲမိုင်းငော့မပတ်လန်အတိုင်းလာနိုင်ပါတယ်။မပတ်မှာ KIA တိုင်းရင်34ရှိပါတယ်။အနောက်တောင်ဘက်ကြောင်မဲမိုင်းလုံးမိုးကုတ်လန်အတိုင်းဝင်လာရင်မိုးကော့ဖြူဟာ MDY PDF စတဲ့ဖြင့်ရှိနေပါတယ်။အစင်များဖန်မန်သုံမုံဤတကြောကနေလေလာနိုင်ပါတယ်လို့ခမန်းရေးသားထားပါတယ်။ဒါအပြင်မိုးမိတ်မှာလေစိတ်ငယ်တစ်ခုရှိလို့လေချောင်းကနေဝင်နိုင်ကြောင်းကချင်စီရင်တင်ရှင်မြစ်ကဆိုပါတယ်။မိုးမိတ်ကိုစစ်တဲ့စစ်ကြောင်းတွေဝင်လာရင်တီယန်လန်လေးရှိတဲ့လမ်းတွေကဆုံရင်တီယန်လန်လေးကလမ်းဖွင့်ပေးရမယ့်အနေထားလို့လည်းရေးသားထားပါတယ်။ မိုင်းငောမိုင်းလုံးမန်သုံးမုံဝီဟာတီအန်လန်လီထင်းကျုံနယ်မြေဖြစ်ပြီး SSPB တလဲအနေအချင်းစီနိုင်တယ်လို့ဆိုပါတယ် TNL လေးစကားမအပြည့်ရဲ့သဘောတူညီချက်အရနှစ်ဖက်သက်တွေရောက်ရာအချက်မှယနေ့ရမယ်လို့သဘောတူညီတဲ့ဆိုရင်စကားမစစ်ကြောင်းတွေမုံမိတ်မိုးကုတ်ကိုအလွယ်တကူမရောက်နိုင်ပါဘူး TNL လေးဒုမဟုတ်အခြားတပ်ဖွဲ့ဖွဲ့ကလမ်းဖွင့်ပေးခဲ့မယ်ဆိုရင်တော့ဖွင့်ပေးသူဟာမိရေးသုံးကနာတဲ့ကင်းဆက်ရပါလိမ့်မယ်။နေမြေရှုံမဲ့တပ်ပေါင်းစုကချိန်မုံနာခံရမယ်။နိုင်ငံရေးတဆွေးကွက်တဲ့မျိုးသားမယ်လို့ကချင်စီရဲ့သတင်းရှင်မြစ်ကရေးသားထားပြီးမိရေးသုံးကမနာစေလို့ဟုဖော်ပြထားပါတယ်။ ။တောင်တင်းရှင်မြစ်ကတော့လက်ရှိမှာတည်ရလန်လေးအနေနဲ့မဖြစ်မနေအပြည့်ရလိုက်ရပြီမိတ်အထင်အမြင်မလွဲမစေခြင်းမူလို့ပြောပါတယ်။တီယလန်လေးကိုຫນွေဥတော်လန်ရေးတဲ့ပါဖို့ခက်ခဲအောင်ဆန္နာစောပြီးအပြစ်တင်ဝေဖန်တာမျိုးမဟုတ်ဖိပူပေါင်းနိုင်တဲ့နီလန်တွေအများကြီးရှိပါတယ်။အပြစ်ရတာဟာကာလတစ်ခုပါပဲ။ဆက်ကစားစာဆုံးမှာတာနိုင်ငံရေးပြဿနာပြည်လဲမယ်ဆိုတော့တီယလန်လေးကလက်ခံယုံကြည်ထားတယ်လို့တောင်းတရင်ရှင်မြစ်ကပြောပါတယ်။ မော်ကော့ဒေတာကန်တအူးကတော့တည်ရလန်လီအနေနဲ့အခုလောက်ထိမျက်နှာမပြောင်းသင့်ဘူးလို့ဝေဖန်ရေးသားထားပါတယ်ရှင်။